哦啊，宝贝，那天教练怎么叫嘛啦？တို့ရှက်ခွဲသလိုပြနေတော့မယ်။ဇင်းအိမ်မှာရှိတဲ့ကြောင်တွေခွေးအားလုံးနံပါတ်ကိုဇင်းပေးထားတာ။အစင်အဆက်ဇင်းရဲ့ဘဝတပံတခြားလို့အိမ်မှာရှိတဲ့ကြောင်လေးတွေခွေးလေးတွေမှန်သမျှကိုပေးထားတဲ့နံပါတ်ကအာဇင်းပေးထားတာဒီပဲ။အဲ့ကြောင်လေးနံပါတ်ကချက်မပြေလို့ပေးတာ။ချစ်ဒါပြမတင်နေတာ။တော်ထွေးစားမယ်။ဟမ်။ကိုဒီမှာအနုပညာကြီးရလာပြီဆိုရင် သူတို့အတွက်ကိုကိုစီကိုစီကနေဖယ်ပြီးတော့အဲ့လိုမျိုးလုံးသွားဆိုတော့အဲကမေအောင်မေးအောင်ပြောတယ်ဟွာတဲ့သူတို့အတွက်ကပုံများနေတယ်လူစည်းကအဲ့လောက်မစားဘူးတဲ့သူတို့တနေ့တနေ့သူတို့ရဲ့ဇေယျကတဲ့ကိုလူတွေထပ်ပုံများနေရတဲ့အိမ်မှာသူတို့ပဲကြီးစိုးနေရတယ်မေးအောင်ပြောတယ်ဟုတ်ကလေးအဖေဟာဘသူဘာလို့လွှဲချခြင်းသေးတာလဲဟင်မဟုတ်ပါဘူးအဲဇင်းရဲ့အိမ်မက်ကလေဇင်းကလေအဲ့လိုဂီဟာထောင်းနေတာအဲဇင်းရဲ့အိမ်မက်ပဲဒါပေမဲ့ဒါလည်းဟိုပြောမှဆိုရင်ဒီဖန်အပြည့်နဲ့ပေါ့နော်အဲအဲ့လိုမျိုးထောင်းမှရမှာဆိုတော့ Oh. Mm -hmm. ဟုတ်ကဲ့ဒီနေ့ကဒါဘိုရဲ့၁၀နှစ်ပြည့်ပေါ့နော်အထိမ့်မှတ်အနေနဲ့ကျင်းပပြုလုပ်တဲ့ကန်ဆမ်းမဲကန်ဆမ်းမဲမှာမှာနှစ်ထက်ကွမ်းကန်ထူးရှင်ရွေးချယ်ပွဲအခမ်းအနားကြီးမှာအာဒီကန်ဆမ်းမဲအစီအစဉ်မှာကန်ထူးသွားတဲ့ကန်ထူးရှင်တွေကိုဒီနေ့ကစုပြီးတဲ့အစီအစဉ်ပေါ့နော်အဲ့တော့ဒီ final မှာလည်းကန်ထူးရှင်တွေရွေးချယ်တဲ့အခါမှာအဲကန်ထူးရှင်တွေအတွက်ကိုရီးယားခီးစဉ်အပါဝင်အာရွှေသားစုရောငွေသားစုရော cycle နောက်ပြီးတော့ iPhone နောက်ဒီဖုန်းစုတွေပေါ့နော်အဲ့လိုမျိုးတွေပေးတာဆိုတော့အခုကန်ထူးရှင်တွေကအာဒီမှာလုပ်တဲ့ပွဲကိုပေါ့ ောနော်ဒီခန္ဓာကြီးဂုံပြုတ်ပွဲကိုစုပေးပွဲအခမ်းအနားကိုတက်ရောက်လာတဲ့အခါမှာအဲဒီမှာတခန့်တနာနဲ့ပေါ့နော်စုချင်းမြင့်နဲ့ပွဲအစီအစဉ်ဖြစ်ပါတယ်ရှင်။ဒါကြောင့်ပြည်များကိုရသရှိစွာသုံးဆောင်နေစေအတွက်မှာအဲ့တော်များအားလုံးပဲချောပြေးပေးမှာပါတော့ The Crown Music Band ဖြစ်ပါတယ်ရှင်။ကြောင်လေးဖြစ်ချင်ကြတဲ့သူတွေများတယ်ဆိုတာအဲ့ဒါလေးဇင်းကလည်းကြောင်အရန်ချစ်တာ ထဲမှာပါတယ်။ကြောင်မမဟုတ်ဘူးလေတိတာတအားချက်တာပေါ့နော်။အိမ်မှာတော့ကြောင်လေးကအခုအိမ်မှာ10កောင်ရှိတယ်။ခွေးလေး2កောင်ရှိတယ်ပေါ့နော်။အဲ့တော့အဲ့ဒါကလေတီးတန်းခွန်မွေးထားတာမဟုတ်ဘူး။ကဲတာကဲင်းကဲင်းနဲ့ကိုယ့်အိမ်မှာပဲအဲ့လိုမိသားစုဝင်တွေလို့ဖြစ်နေတာပေါ့နော်။တို့လည်းမိသားစုဝင်တွေလို့ဖြစ်အဲ့လိုမျိုးတွေပဲ။အဲကြောင့်မို့ကြောင်လေးဆိုတခါကျရင်စင် TikTok မှာဗီဒီယိုလေးတွေမှာဆိုရင်တို့ချစ်လို့ချစ်လို့အဲ့လိုခေါ်ခေါ်ပြီးတော့ပွဲထုတ်ပေးတာပေါ့နော်။အဲ ့ပွဲထုတ်တဲ့အခါမှာကိုကသူ့ကိုပွဲမထုတ်လိုက်အောင်သူကကိုယ်ပွဲထုတ်ပါအဲ့ဒါပါပဲခြေတယ်ခြေတယ်ခြေတယ်ကြောင်လေးတွေကလုံးဝသူတို့ကကြတော့အဲ့လို boss ပေါ့အိမ်မှာ boss လို့နေတာအဲခွေးလေးတွေကအဲ့လိုမဟုတ်ဘူးသူတို့ကကြတော့ကိုယ့်ရဲ့အဲဒါဟိုတခင်ဆိုတဲ့ပုံစံမျိုးလေးကြောင်ကြောင်ခြေဦးခြေတာအဲသူတို့ချစ်ပြီဆိုရင်လည်းနော်အဲ့လိုကင်မရာနောက်ွယ်ဆိုရင်ဒီအဲ့အရင်အခု TikTok ရိုက်ထားတဲ့ကလေးဆိုရင်သူအဲ့ကင်မရာနောက်ွယ်ဆိုရင်တော့လာချွဲနေတယ်အဲ့ကင်မရာရှေ့ရောက်ပြီဆိုရင်တော့သွားပြီအာခြေနေတာအဲ့လို I sit for hours အိမ်မားလေလူကကျွန်တော်မိသားစုဝင်၄ယောက်ပဲရှိတာကြောင်နေခွေးနဲ့ဆိုရင်ဆက်တက်ကောင်အောင်ဖြစ်ဒါတောင်ဟိုနေမကောင်းဖြစ်လို့ဆုံးသွားတဲ့ကလေးတွေလည်းရှိတာပေါ့နော်အဲ့တော့အဲ့ဒါတို့ရောတို့ရဲ့ဇေယိကပို့များတာအဲကိုကတခုဆိုလဲလေတို့ရောပဲအဲ့လိုတို့ကောင်းကောင်းလေးကြွေးပြီးတော့တို့ဟိုကောင်းကောင်းစားပြီးတော့ပျော်နေမှာဆိုရင်ကျင့်တတ်တယ်အဲ့လိုမျိုးတို့ပျော်နေကျင့်တတ်တယ်အဲကိုဒီမှာအနည်းပညာကြီးရလာပြီဆိုရင်တို့တို့အတွက်ကို ို့စီကို့စီကနေဖယ်ပြီးတော့အဲ့လိုမျိုးလုပ်ရဆိုအဲ့ကမေအောင်မေးရအောင်ပြောတယ်ဟွာတဲ့သူတို့တက်ကပုံများနေတယ်လူစည်းကအဲ့လောက်မစားအောင်တဲ့သူတို့တနေ့တနေ့သူတို့ရဲ့ဇေယျကတဲ့ကို့လူတွေထပ်ပုံများနေရတယ်အိမ်မှာသူတို့ပဲကြီးဆိုးနေရတယ်မေးရအောင်ပြောတယ်ဟုတ်အိမ်မှာဒီလိုမျိုးမွေးထားဆိုတာအကြောင်းလေးဆိုလဲကြွက်ခုတ်ဖို့လို့အခွေးလေးဆိုလဲဟိုဒီမှာအိမ်ဆောင်ဖို့အဲ့လိုမျိုးမဟုတ်ဘူးကို့မိသားစုဝင်တွေလိုမျိုးပဲသူတို့ဟိုနာမကျန်းဖြစ်တဲ့အချိန်မှာကို့အကောင်းဆုံးပြုစုမယ်အဲသူတို့ရဲ့သူတို့အသက်တိုလေအဲသူတို့နောက်ဆုံးအချိန်ထိကို့အကောင်းဆုံးအဲသူတို့နဲ့အတူတူပေါ့နော် ော်ပြုစုသွားမယ်ဆိုတော့အဲသူတို့အကောင်းဆုံးနေပေးမယ်ဆိုတော့အဲ့လိုစိတ်နဲ့ပဲပုံမိသားစုဝင်နေလို့မျိုးဆောက်ရှောက်ဖြစ်တယ်ချစ်တာပြမတင်တာတော်ထူးစားမယ်ဟမ်ဘာသာလို့တော့အာဘာပေးလိုက်တဲ့ကြောင်လေးတော့ပြောရမှာလားသူအချက်ခွဲသလိုပြနေတော့မယ်ဇင်အဲ့အိမ်မှာရှိတဲ့ကြောင်လေးကိုအားလုံးနံပါတ်ကိုဇင်ပေးထားတာ အစစ်အဆက်ငွေရဘဝတပြန်တက်ရှာလို့အိမ်မှာရှိတဲ့ကြောင်လေးတွေခွေးလေးတွေမှန်သမျှကိုပေးထားတဲ့နံပါတ်အာဇင်ပေးထားတာပဲအဲ့ကြောင်လေးနံပါတ်ကစက်မပြေလို့ပေးတာသူကနည်းနည်းအဲ့လိုမျိုးနည်းနည်းလွတ်နေလွတ်နေဒါလည်းချစ်ဖို့ကသူ့ကိုကြက်ကြက်လို့ခေါ်တည်တယ်သူကတခြားနံပါတ်ဆိုမကြိုက်ဘူးရင်တော့ဘူလီဘူလီဆိုသူများလိုက်ပဲဘူလီလို့လို့ဘူလီလို့ပေးထားဒါပေမဲ့သူကလည်းစက်မပြေဆိုတာကိုကြိုက်တာကြက်ကြက်လို့ခေါ်တာအရင်ချစ်ဖို့ကသူကကြက်ကြက်လို့ခေါ်ရင်တည်တယ်ပေါ့နော်အဲအဲ့ဒါပါရှက်ခွဲလိုက်လို့ချစ်ဖို့အဲ့လို Yeah, you set my soul on fire. သူတို့ရဲ့အဲ့လိုမျိုးချိနဲ့သိနေနေရတော့ကိုကအရန်ရင်သွားရေအာဧည့်သည်လာရင်တော့တန်ရှင်းလုံးဝမယ်ဆိုတမိသားစုလုံးတန်ရှင်းရောလို့အဲ့လိုမျိုးပေါ့နော် ဒီဒီလိုမျိုးကနည်းနည်းလေးလုံးမန်းရတာပေါ့နော်အဲဆပရေးဖြန့်အဲဖရက်ရှာဖြန့်အဲတန်ရှင်းရတော့အမြဲလောက်ရတယ်တန်ရှင်းအမြဲနိုင်ရတယ်အဲကြောင့်မို့ဒီဒီဇင်တော်ဝင်းဆိုတာအပြင်နေပါမသွားဖြစ်ဘူးဆိုတာလေသူတို့ ਨੇ လုံးမန်းနေရလို့အိမ်မှာဒီဇင်ကပါလဲဆိုတော့သူတို့ရဲ့ chef လို့ဖြစ်နေတာဒီဇင်ကျွင်းရင် support မှုဒီဇင်ကျွင်းရင်သူတို့စားရတယ် အဲ့လိုအခွေးအခွေးလေးတကောင်စားဖိင်းနဲ့မိင်းနဲ့ကျွေးရင်တော့သူကအဲ့လိုမျိုးလေဘလို့ထင်လဲတော့မသိဘူးတိလားမိင်းနဲ့စင်နဲ့မိင်းရဲ့စင်ရဲ့တက်လက်စီကျွေးပြစ်တာပေါ့နော်ကျွေးပြစ်တော့မိင်းဆိုအမြဲပြီးတော့တမိကျွေးမှစားရတာတော့တမိကျွေးမှအကောင်းထင်တာပေါ့နော်အခုဆိုလဲအိမ်ပြန်ပြီဆိုလဲ9:00 10:00ဆိုလဲညဘက်ဆိုလဲမရအောင်အဲ့ဒါစင်သူတို့အတွက်ကိုအထုတ်ချပြီးတော့တခါဟိုကြက်သားတို့ပါပြုတ်ပြီးတော့အဲ့လိုကျွေးစင်ကျွေးမှစားတာအဲ့ကျွေးပြီဆိုလဲသူတို့အတွက်ကိုတီးတန့်အဲ့မှာထွက်ထွက်ပြီးတော့ဈေးဝယ်ရသေးတယ်အဲ့လိုမျိုးရှိတယ်သူတို့ကမရအောင်အဲဈေးရဲ့အိမ်မက်ကလေဈေးကလေအဲ့လိုဂီဟာထောင်းနေတာ အဲ့ဒါဈေးအိမ်မက်ပဲဒါပေမဲ့ဒါလေဟိုပြောမှဆိုရင်ဒီ fan အပြည့်နဲ့ပေါ့နော်အဲအဲ့လိုမျိုးထောင်မှရမှာဆိုတော့အဲ့တော့ကြောင့်ဒီလိုမျိုးဈေးအိမ်မက်ကိုကိုကိုရိုင်းအကောင့်ထဲမှာပေါ့ဆိုရင်လည်းအကောင့်ထဲပေါ်နေတဲ့သူတွေရောဈေးအများနဲ့ support ပေးရပေါ့နော်အဲ့တော့ဈေးအိမ်မက်ကတော့အဲ့လိုမျိုး ထောင်မယ်အဂေဟာကြီးထောင်မယ်ကြောင်လေးခွေးလေးတွေကိုခေါ်မယ်ပြည်သူဆောက်ရှာမယ်အဲ့ခါကျရင်လည်းကိုတယောက်တည်းမဟုတ်ဘဲနဲ့အဲတကယ်လူအင်အားအပြည့်နဲ့ပေါ့နော်အဲ့လိုမျိုးလုပ်မယ်ဆိုတော့ဒါဇင်းအိမ်မက်ပဲဒါတော့ဇင်းအားကြနေရတဲ့အဖွဲ့အစည်းတွေလည်းရှိပါတယ်လို့အဲ့တော့တီလေးနဲ့ပတ်သက်ပြီးတော့ဇင်းတက်ဖန်တွေများပါဝင်နေပါတယ်ဟုတ်ကလေးအဖေဟာဘသူပါလို့လွှဲချခြင်းသေးတာလားဟင်မဟုတ်ပါဘူးသူတို့ကတန်ရောစင်ကကြတော့လေတကယ်တော့မကောင်းသေးလားအဲ့တော့ကိုကလည်းချစ်တာတော့မတက်နိုင်ဘူးဇင်းစုံလည်းဒီတောက်လျှောက် ဒီအရွယ်အထိကိုတဲခွဲရပါလဲများပြီရင်ခွဲရပါလဲများပြီတို့ကာလာနဲ့တို့ရဲ့ကံကြွေးဝတ်ကြွေးနဲ့တို့ယောဂတခုခုနဲ့တော့တို့ဟိုဘောနော်ကိုယ့်စီကနေပြီးတော့ခွဲခွာသွားရတယ်ဆိုတော့စိတ်နဲ့ပဲအဲ့လိုမျိုးပဲဖြည့်သိမ့်တော့တယ်အရင်ဆိုရင်မရအောင်ရင်ခွဲအသေးခွဲနဲ့တစ်စုံတော့ဝင်အဲ့လိုမျိုးပွဲတွေလုတ်တဲ့အခါမှာဆိုရင်လည်းတစ်ခါကျရင်လုတ်တာလုတ်နေရမြေရဝဲနေပြီးအဲ့လိုမျိုးတွေအများကြီးဖြစ်တာဟဟာကျေးဇူးအများကြီးတင်ပါတယ်